မသိတာမေးဖို့အတွက်ပဲဒီ application ကိုထုတ်ထားတယ်လို့ထင်နေရင်တော့မိတ်ဆွေတင်မှားသားပါလိမ့်မယ်။ဘာလို့လဲဆိုရင်သုံးတတ်ရင်သုံးတတ်သလားအကျိုးရှိစေလို့ပါ။ဆူတောင်းပြတဲ့လက်နက်တစ်ခုလို့ပေါ့။ကဲဒါဆိုရင်တော့ထုံးစံတိုင်းဆက်လိုက်ကြရအောင်။ကဲအားလုံးပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြောလေးရတော့တချင်းတစ်ပုတ်90မဂါဘိုက်လောက်ပဲရှိတယ်။ ပေါ့နော် storage ရှိတဲ့ application တွေအကြောင်းပါသူ့ရဲ့ storage ကလည်းနည်းတဲ့အတွက်ကြောင့်ဖုန်းတိုင်းသုံးနိုင်ပါတယ်ဒါကတော့ ChatGPT ဆိုတဲ့ application လေးပါပဲတချို့လူတွေကတော့ဒီ application လေးကိုသိကြပါတယ်ဒါပေမဲ့သင်နေချင်းချင်းမသုံးကြပါဘူးဒီ application ကိုလည်းကျွန်တော် TikTok တွေ game တွေလို့ကျွန်တော်တို့ဆွဲဆွဲမြဲမြဲနဲ့စိတ်ဝင်စားစားသုံးမယ်ဆိုလို့ရှိရင်ပြင်ဖို့တောင်အချိန်ရမှာမဟုတ်ပါဘူး ဒါဆိုရင်ဒီ application ကိုကျွန်တော်တို့ဘယ်ချိန်ဘယ်နေရာမှာဘယ်လိုသုံးရမလဲပေါ့အဲ့လိုသုံးလိုက်ရောဘယ်လောက်ထိအသုံးဝင်လာမလဲဆိုတာကိုကျွန်တော်နဲ့အတူတူစက်ကြည့်လိုက်ကြရအောင်လောလောဆယ်တော့ကျွန်တော် ne pay ၅ခုမှာပဲစံပြီးသုံးပြမယ် ne pay ဒီအများကြီးမှာသုံးလို့ရပါတယ်ကဲကျွန်တော်ဒီ ne pay ၅မျိုးမှာသုံးပေးသားမှာပါ ကဲဒီအရာတွေကိုအသုံးချရဖို့ဆိုရင်တော့တေချာပေါ့ကျွန်တော်တို့ ChatGPT application လေးလိုမှာပါ။အရင်ဆုံး application လေးကိုကျွန်တော် Play Store မှာတောင်းတောင်းလိုက်ကြပါမယ်။အခုကျွန်တော်ပြမယ်နော်ကျွန်တော် Play Store ထဲကိုဝင်လိုက်တဲ့ပုံစံမျိုးပေါ့။အစားဆုံးကျွန်တော်ပြလိုက်မယ်။ဒီကကျွန်တော် search bar မှာ ChatGPT လို့ရိုက်ချလိုက်မယ်။အဲသူနဲ့လားသူ software တွေရှိလိမ့်မယ်။ဒါပေမဲ့ကိုကတစ်ချက်တော့ view ဆက်ပေါ့နော်။ ကျွန်တော် decoration မှာဆိုရပြောလို့လင်းလင်းချပေးတာပေါ့တစ်ချက်နှိမ့်လိုက်ဒီထဲရောက်သွားလိမ့်မယ် open နှိမ့်လိုက်အခုလိုပုံစံမျိုးပေါ်လိမ့်မယ်ပြီးရင် continue ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ mail လို့တော့ရတယ်ဒါပေမဲ့ account တစ်ခုတော့ကျွန်တော် register လုပ်ထားလိုက်ပေါ့နော်အခုလိုမျိုးတော့ Google account တစ်ခုခုနဲ့ကျွန်တော်တို့ရေးစာရင်ဝင်ထားလိုက်ပေါ့နော်ခဏလေးဆောင်းလိုက်ပါအခုကကျွန်တော်တို့စပြီးတော့ဝင်လာဖြစ်တဲ့အတွက်ပေါ့ကဲဒါဆိုရင်တော့စပြီး mail လို့ရပါပြီပေါ့ကဲဆိုရပြောလို့ကျွန်တော်စပြီး mail လိုက်ကြရအောင်ကဲဒါဆိုရင်တော့ number 1 work and productivity လုပ်ငန်းဝင်တဲ့ control လို့ရေးပေါ့ ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းငယ်မှာဆိုရင်ကိုလိုရတဲ့ຢာတွေတွေအမျိုးမျိုးရှိလိမ့်မယ်။ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်ဥပမာအနေနဲ့ကိုကအယောင်ဝန်ထမ်းတယောက်ဆိုပါစို့။ customer တွေကိုကျွန်တော် product တကူရှင်းပြရတဲ့အခါမှာ customer ရဲ့စိတ်ဝင်စားလာအောင်ဘယ်လိုရှင်းပြရမလဲပေါ့။ဒီအကြောင်းအရာလေးကိုကျွန်တော် chat GPT ကိုမေးကြည့်မယ်။သူဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်ကြရအောင်။ ဒီနေရာမှာတော့ကျွန်တော်ကတော့ဒီရိုက်မနေတော့ဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်စာရေးရကြာမှာဖြစ်တော့ copy ကူထားပြီးတော့အဲကုလို့ paste လောက်လိုက်မှာပေါ့နော်ဒါတော့နားလည်ပေးလိုက်မယ်လို့ညွှန်လိုက်ပါတယ်ပေါ့ကဲသူဘလို့ဖြေမလဲပေါ့ဒါကျွန်တော်တို့ရင်ခုန်စွာနဲ့ကြည့်လိုက်ကြရအောင်တကယ်မိုက်တယ်ဒီလားသူ့ရဲ့အဖြေရလုံးဝကိုလက်ခံမလို့ရတယ်ပြလုံးဝကျွတ်စင်ဒီ brother တို့လည်းဆမ်းပြီးမေးကြည့်စေချင်တယ်ပေါ့နော်ဘာလို့ရောကျွန်တော်ဖတ်မပြတော့ဘူးပေါ့နော် ော်တော်မိုက်တယ်အဲ့ဒီကောင်းတဲ့ချက်လေးတွေယူမယ်မကောင်းတဲ့ချက်လေးဆိုလို့ရှိရင်ဖယ်လိုက်ပါတော့ကိုယ့်အတွက်ဘာမှနင့်နာတာမရှိဘူးပေါ့ကဲနောက်တစ်ခုထောက်ကွန်ပစ္စည်းတွေရောင်းပြီးတော့စီးပွားရှာနေတဲ့သူတွေရောက်ပေါ့ဒါကိုဆက်မကြည့်မယ်ကျွန်တော်တို့ထပ်ပြီးရောပေါ့နော်ဘယ်လိုပုံပုံကို promote လုပ်ရမလဲပေါ့ထပ်ပြီးကြီးပွားချမ်းသာလအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ချက်ကြည့်ဗီဒီယိုမြင့်ကြည့်မယ် ဒီနေရာမှာကျွန်တော်ကြိုက်တာမေးလို့ရတယ်ဗောနော်အစောပြလို့ကျွန်တော် copy ယူပြီးတော့ပဲထည့်လိုက်မယ်ကြိုက်တာမေးလို့ရတယ်ကိုလုံးနေတဲ့စီးပွားရေးကိုထပ်ပြီးတော့ဗောနော်ထပ်ပြီးတိုးတဲ့ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲလို့ကိုအစားထုတ်ပြီးမေးလို့ရတယ်ဗောနော်သူ့ဆရာအခုလို့အကြံဉာဏ်ကောင်းနေအများကြီးယူလို့ရပါတယ်သူဘယ်လိုဖြေမလဲဗောနော်တကယ်မိုက်ပါတယ်တကယ်ပါထပ်ပြီးတော့ကိုထပ်ပြီးချဲ့နိုင်ချဲ့နိုင်တဲ့လောက်သူ့ဆရာတန်မိုးရှိတဲ့စကားလုံးနဲ့ကိုကိုပေးလိုက်မယ်အစောပြလို့ကောင်းတာလေးယူပြီးတော့ ကိုအဆင်ပြေလို့လေပြန်ပြီးတော့ adjust လုပ်လို့ရတယ်ပေါ့နော်တကယ်လုံးဝမိုက်တယ်သိလားလုံးဝကိုမိုက်တယ်သူပေးထားတဲ့ဟိုဟာတွေကအင်ဂျူတွေကလုံးဝမိုက်တယ်ဗျာတကယ် suggestion တွေကလုံးဝလက်ခံလို့ရတယ်ဒီမှာအောက်မှာဆိုလို့ရှိရင် သူတေချာကိုရှင်းပြပေးတာအ мян တိုးတက်လို့ပါကပေါ့နော်သူပေးထားတဲ့နီးတိုင်းကျွန်တော်တို့ထပ်ပြီး light လောက်လိုက်မယ်ဆိုရင်တကယ်အဆင်ပြေစမှာအမှန်ပါပဲပေါ့ဒါဆိုရင်ကျွန်တော် number 1ကိုနားလဲတဘောပါလိမ့်မယ်လို့ထင်ပါတယ် နံပါတ်2စီကိုတွားလိုက်ကြရအောင်နံပါတ်2ကတော့ကျွန်တော် learning and education ပေါ့သင်ယူခြင်းနဲ့ပညာရေးနယ်ပယ်တွေမှာ ChatGPT ကိုသူနဲ့တကျတုံးလို့ရပါတယ်အရင်ကဆိုကျွန်တော်ဘာသာစကားတစ်ခုခု သင်ခြင်းဘယ်မှာသွားစာမှမသိခဲ့ဘူးပြီးတော့လည်းဘယ် YouTube channel ကအကောင်းဆုံးလဲဆိုတာကျွန်တော်မသိခဲ့ဘူးပေါ့နော်ခုဆိုလို့ရှိရင်သင်ခြင်းနဲ့ဘာသာရပ်တွေဘယ်လိုလေ့လာသင့်လဲကိုယ့်ရဲ့ skill တွေဘယ်လောက်ရှိလဲစတဲ့အကြောင်းအရာတွေကိုမေးလို့စစ်လို့ရပါတယ် စက္ကပိုင်းအတွင်းမှာအချိန်ကုန်တက်တာသွားနဲ့ပြန်ဖြည့်ကြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့စမ်းကြည့်လိုက်ကြရအောင်။ဒီညမှာဆိုကျွန်တော် တို့ရဲ့ channel မှာလေးလာတင်လဲပေါ့။ channel တွေကအများကြီးဆိုတော့ဒီ channel လေးဆိုလို့ရှိရင် ကောင်းမလားပေါ့နော်။အဲ့လိုဖြစ်နေတဲ့အချိန်မှာသူ့ကိုမေးလိုက်မယ်။ဘယ် channel ကငါတို့အတွက်အသင့်တော်ဆုံးလဲပေါ့နော်။ဒါကြောင့်ဒီမှာငါ့ဆာပြေးလေးလာတဲ့လဲဆိုရင်သူ channel တွေကိုပြလိုက်မယ်ဒီ channel တွေကသူတိရတဲ့လောက်အဆင်ပြေလို့ပြောလိမ့်မှာပေါ့နော် အဲ့ဒီ channel လေးကိုကျွန်တော်တစ်ချက်သွားပြီးကြည့်ပြီးတော့ခုလိုလေ့လာလိုက်မှဆိုရင် English ကမှန်တကယ်တိုတက်လာမှာပေါ့ဗျာတကယ်မေးလို့ရပါတယ်ကိုလက်ဝင်ကိုလက်ဝင်သလောက်ကိုအဖြေတွေပါလာပါလိမ့်မယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ចောင်းစာတွေလုပ်တဲ့အခါမှာအထောက်ကူဖြစ်ပါတယ်ဘယ်လိုလဲဆိုရင်တော့ကျွန်တော်ကိုစာတစ်ခုတွက်လိုက်လို့အဖြေမှားနေတာပြီးတော့တပ်ပုံတစ်နေနားမနေတာဆိုလို့ရှိရင်ကျွန်တော်ပုတ်စာလေးတစ်ခုကိုအခုလိုမျိုး ရေးပြီးတော့ဗောနော်အချက်ကြည့်ပြီးတော့မေးလို့ရတယ်။သူကတွက်ပုံတွက်နေနဲ့အဆင့်မကျော်ဘဲနဲ့ကျွန်တော်တို့ရှင်းပြပါလိမ့်မယ်ဗောနော်။ဒီနေရာမှာတော့ကျွန်တော်လွယ်လွယ်ကူကူတစ်ခုပဲထည့်ပြီးမေးထားပါမယ်။ကဲဒါဆိုတော့စမ်းကြည့်လိုက်ကြအောင်။ပုံစံကတော့ကျွန်တော်လွယ်လွယ်ကူကူလေးပဲထားလိုက်တယ်။ဒါပေမဲ့အဲ့ဒီပုံစံနေရာမှာကျွန်တော်10တန်းလုံအောင်လို့ဗောဗျာ။ဒီဘာဖြစ်လဲဘာဖြစ်လဲဘာဖြစ်လဲဟိုင်းဘာဖြစ်လဲ caution mark ဗောအဲ့လိုစားရဆိုရင်လည်းသူတိတိကျကျနဲ့တွက်ပုံတွက်နေတွေပါသူဖြေပေးလိမ့်မယ်ဗောနော်။ဒါကတော့တူတူလေးဖြစ်တဲ့တူတူလေးပဲပြောပေးတာ။ ံပါတ်3ကတော့ကျွန်တော် content creation နဲ့ social media ကျွန်တော်တို့ content ဖန်တီးတဲ့လူတွေနဲ့ဒီ social media မှာလည်းချက်ကြည့် video ကိုတင်နေကြကြတော့ရတယ်။ဘာလို့လဲဆိုရင်နံပါတ်3ကကျွန်တော်တို့လို content creator တွေနဲ့ဒီပေါ့နော်။ဒီ social media ကနေဝင်ဝင်ရှာနေတဲ့လူတွေကလုံးဝအဆင်ပြေစမဲ့နီလာလေးပါ။ကျွန်တော်ရဲ့ content video တွေကိုကျွန်တော်အထောက်အထားခံစားနေတင်ဆက်နိုင်တာကဒီ ChatGPT ရဲ့အကူအညီတွေအများကြီးပါတယ်။ကဲဒါဆိုရင်ကျွန်တော်ဘယ်လိုမေးသလဲပေါ့နော်။ပြီးတော့ content တွေဘယ်လိုရှာလဲဆိုတာကိုအတူတူလိုက်ကြည့်လိုက်ကြရအောင်။ ဒီနေရာမှာကိုဖန်နေကျင်တဲ့ content တွေပေါ့နော်ဒီကောမြန်မာလိုလေးရေးပြီးတော့ဒီအင်္ဂလိပ်လိုလေး translate မှာပွားပြီးပြန်ပေါ့နော်ပြန်ပြီးတော့မှသူသူ့စီကအကောင်းဆုံး content တွေကိုပြန်ပြီးယူလို့ရတယ်ကျွန်တော်ဆိုဒီ bluetooth နဲ့ပတ်သက်တဲ့ error တွေတော်တော်များများကိုဒီကနေပြီးတော့ရေးပြီးတော့ဒီ chrome ကနေပြီးရပေါ့နော်ဒီ open ai နေကထုတ်ထားတဲ့ software တွေအများစုကနေကျွန်တော် data တွေကိုယူပြီးတော့မှကျွန်တော်တင်ဆက်တာအဲအကြောင်းမလို့ကျွန်တော်ပြောတဲ့အခါမှာဒီပေါ်တော့အချက်လက်နဲ့အခုလိုပြောနေတာဖြစ်တာပေါ့ လုံးဝသူပြောပြတဲ့အတိုင်းနေပဲကျွန်တော်ကိုးကားပြီးတော့ပြောပြသွားတာဒါကြောင့်မလို့ဒီ content creator ရဲ့ဆိုလို့ရှိရင် content မရှိတော့ဘူးဆိုရင်ထိုင်မနေပါနဲ့သူများ content တွေကို copy ချတာနဲ့စာရင်ကိုဘာလို့ကိုနဲ့ကိုဘာကို create လုပ်တက်မှာပေါ့နော်မသိရင်ချက်ကြည့်ပြီးတော့အခုလိုလာမေးပြီးတော့ကိုပိုင် content တွေဖန်လေးသိရင်ね okay ဒါကတော့ကိုပိုင် content တွေကိုချက်ကြည့်ပြီးတော့ညနေပြီးသုံးပြီးဖန်လေးလို့ရရဆိုကြအောင်ပြောပြပါ အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ YouTube မှာတင်နေဆိုလို့ရှိရင်ရှင်မင်းနဲ့အထက်ဆိုလို့ရှိရင်ဝင်ငွေများတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ရှင်မင်းနဲ့စာဗီဒီယိုလေးတွေကိုအခုလိုတင်ရတာပေါ့နော်ကိုကအင်္ဂလိပ်လိုနားမလည်ဘူးဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်မြန်မာစာကိုအခုလိုသူအနည်းဆက်ဆုံးဘာသာပြန်ပေးတယ်ပေါ့နော်အဲ့လိုတွဲတွဲပြီးတော့ကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ content တွေကိုအဆင်ပြေမြင့်နဲ့အကောင်းဆုံးလုပ်နိုင်တာအမှန်ပါပဲပေါ့နော်ဒါကြောင့် ChatGPT ဗီဒီယိုလက်မလွတ်ပါနဲ့ကဲဒါကြောင့်နံပါတ်လေးနံပါတ်လေးကတက်ခံကုတ်တင်ပေါ့နော် ဒီနည်းပညာနဲ့ကုတ်ရေးတဲ့လူပေါ့ programming သမားတွေတော့ပို့ပြီးအဆင်ပြေတယ်ပြောရမစွန် ID level မှာတွင်းတွင်းကြဲကြဲသုံးကြရပေါ့နော် ID level မှာတော့ ChatGPT ကမသုံးမဖြစ် software ထဲမှာပါတယ်ဘာလို့လဲဆိုရင်လောကနှစ်နှစ်လောက်ကလေးကတွင်းတွင်းကြဲကြဲသုံးနေတာပေါ့နော်အများရန်သူ့ရဲ့အကူအညီနဲ့ပြဿနာတော်တော်များများကိုကျွန်တော်ဖြေရှင်းနိုင်ခဲ့တယ်ပေါ့ဒါကတော့ကျွန်တော်ကိုယ်လေးပါနောက်တစ်ခုကတော့ဒီ programming ဘက်ကိုလေ့လာနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်လက်ရှိသူတို့ တက်ပါတော့ကုတ်ရင်းနေတဲ့ခါမှာ AI ပါတက်လို့ရှိရင်လည်းကျွန်တော်တို့အလွယ်တကူ chat GPT ရရှာပေးတာတွေပြီးပါလို့ရှိရင်တို့အမားတွေကို ထောက်ပြတာတွေပေါ့နော်အဲ့လိုရရင်တို့လုတ်ပေးတယ်ပြီးပါတော့ collagen program တခုကိုလည်းကောင်းစင်လေးမေးလိုက်ရုံပဲဗျာရေးပုံရင်းနေသူဟင့်နေပေါ့နော်ဒီအရေးမွတ်တွေသူလိုက်ပြီးပြပေးရပေါ့တော်တော်လေးကိုမိုက်တယ်ကဲဒါဆိုတော့နံပါတ်လေးကိုလည်းကျွန်တော်တို့ရှင်းလာမယ်လို့ထင်ပါတယ် နံပါတ်5မှာကျွန်တော် personal user fan ဆိုတာဒီကိုယ့်အတွက်ပေါ့နော်ကိုယ့်အတွက်တနေ့လာမှာတွေ့ခဲ့တဲ့မြေမိကွန်းလေးတွေကိုကျွန်တော်တို့ဘယ်လိုဒီကူမေးလို့ရတယ်ပြီးတော့အပြင်းပြေပျော်စရာလေးလည်းကိုယ့်ဘက်ကိုဖန်တီးလို့ရတယ်ပေါ့နော်ဒီနံပါတ်5တော့နံပါတ်1 2 4နဲ့မဆိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အတွက်တသက်ကိုယ့်ဘက်ကိုဖျော်ဖြေလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်စမ်းပြီးသုံးကြည့်မယ်ဥပမာအပြင်းသွားတဲ့အခါမှာလူကြီးတယောက်ကညံစမ်းတစ်ခုအနေနဲ့မေးတယ်ဆိုပါတော့ကဘာကြီးရဲ့အကျယ်ဝန်းကစတူရမ်းမှန်မှာဘယ်လောက်ရှိလဲလို့ မေးလိုက်တဲ့အခါမှာကျွန်တော်တို့အတားကိုတွေးဖို့အတွက်ကိုကဲတဲ့ခေါင်းထဲမှာပဲဖြစ်နေနေအဲအဆင်မပြေဘူးဗျာမတွေးနိုင်ဘူးအဲ့ဒီအခါမှာဆိုလို့ရှိရင်ကျွန်တော်ချက် GPT လေးကိုဖွင့်ကဲမေးကြည့်လိုက်ကြအောင်ဒါဆိုရင်ကျွန်တော် software လေးအခုလိုလေးဖွင့်လိုက် သူမေးရတိုင်းမှာနော်ကဘာကြီးရဲ့အကျယ်ဝန်ဘယ်လောက်ရှိလဲမေးလိုက်ပေါ့ဗျာသူလုံးဝတိတိကျကျဖြေပေးတယ်မှာပေါ့ဒါကြောင့်ဘယ်သွားသွားဖုန်းပါလေး internet ရှိတယ်တော့ဒီ software လေးကမဖြစ်မနေသုံးရမယ်ထင်မှာပါတယ်လို့ကျွန်တော်ပြောတာပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အကြိုက်ဆုံးပါပဲပေါ့နော် ကိုယ့်ရဲ့အရေးကြီးပြီးတော့အမတ်တရဖြစ်စေမဲ့ကိဝါလေးပေါ့ဥမာ date ပေါ့ဗျာကိုကောင်မလေးကိုအဖြေပေးတဲ့ date ပဲဖြစ်နေတယ်အဲ့လို date တွေဆိုလို့ရှိရင်ကျွန်တော်ချက် GPT မှာမှတ်ခိုင်းထားလို့ရတယ်ဒါဘလို့မှတ်မလဲဆိုလို့ရှိရင်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ချက် GPT ကအခုလို sensitive ဖြစ်တဲ့ data တွေ information တွေဆိုသူတို့အတော်ဝင်မယူမသိမှုဒါပေမဲ့ကိုကတစ်ခွက်ကြော်ပြီးတော့လောက်အောင်ပေါ့နော်ဒါဘလို့လောက်မလဲဆိုလို့ရှိရင်ဥမာကျွန်တော်ကအခုလိုမျိုးလေးထားလိုက်မယ်အဲကျွန်တော် RSD လို့ရိုက်လိုက်တဲ့အခါမှာသူကဒီပေါ့နော် date ကိုပြပေါ့အဲအဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်စမ်းပြီးပြထားမယ် ဒါဆိုလို့ချင်းကျွန်တော်ရိုက်ကြည့်လိုက်မယ်နော်သူဘယ်လိုပြလဲပေါ့ကဲဆိုတော့ပြလို့ပဲကျွန်တော်အခုလိုမျိုးလေးစာရိုက်လိုက်တဲ့အခါမှာသူဘာပြမလဲပေါ့ဗျာကြည့်လိုက်ကြအောင်တစ်ချက်โอเคကျွန်တော်ရိုက်လိုက်မယ်ပြရပါနော်သူသိမိသားပေါ့ဟုတ်โอเคကျွန်တော်ရိုက်ကြည့်လိုက်မယ်နော် RST ဘာပြမလဲအဲပြရနော် ကျွန်တော်အမားရိုက်ကြည့်လိုက်မှာပေါ့အမားရိုက်လိုက်တဲ့ခါမှာအခုလိုနည်းနည်းလေး conflict ဖြစ်တဲ့ sound တော့သူပြတယ်ဒါကြောင့်ကျွန်တော်ကအမှန်ပဲရိုက်ပြီးပြီးတော့အခုလိုမျိုးလှုပ်လို့ရရပေါ့နော်ဒီ keyword လေးတော့ကိုယ့်ဘက်ကိုတတ်တတ်မှတ်ထားဖို့တော့လိုတယ်အဲ့ keyword လေးရိုက်တဲ့ခါမှာအခုလိုခဏလေးပြမှာဖြစ်တယ်ပေါ့ဒီနေရာမှာ password တွေကိုလည်းအခုလိုမျိုးလေးထားလို့ရတယ်သဘောပေါက်မယ်လို့ထင်ပါတယ်ပေါ့နော်ကဲဒါဆိုရင်တော့ chat gpt ကဘယ်လောက်ထိအသုံးဝင်ပြီးတော့ဘယ်လောက်ထိတောင်မှပဲလုံနိုင်လဲဆိုတော့ကောင်းကောင်းနားလည်မယ်လို့ထင်ပါတယ် နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျာ